Martin Smith ရဲ့ဘာမာကိုဂျာမန်တို့ကဘာသာပြန်ထားတဲ့ပြေပမာအဖြေရှားဖွေကားကြည့်ပါလေ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဂျာမန်တို့နှင့်တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်း78လဝဲညီညွတ်ရေးဆွေးနွေးပွဲများတက်တွင်ပုံကံမှုများစစ်တပ်နှင့် PVO တို့ကူးဆက်ပြန့်နှံ့သွားခြင်းဤချိန်ပိုင်းတွင်၌ ဇိုးရဘက်တွင်ပထမဆုံးသောတက်ပြေးမှုများတက်ကိုစွန့်ခွာပက်ပြားမှုများဆက်တိုက်ဖြစ်ပေါ်နေလျာ CBB အင်အားကောင်းမှုဖြစ်လာသည့် EPM များက၎င်း၏စစ်စင်ရေးကိုအံ့ဩပွဲဆွမ်းအားမြင့်တင်ပေးခဲ့ရာလအနှဲငယ်တွင်မှပင်ဖာစာပါလာဇိုးရကိုပြိုလဲလူချင်းနေသူစိုက်သွားစေသည်ပထမဆုံးပက်ပြောင်းလာသောအုပ်စုမှာဥအောင်ဆန်း၏ကိုယ်ပိုင်စစ်တပ်ဖြစ်ခဲ့ပြီးသူတည်ဆုံးပြီးကလေးကတက်မှကင်းမဲ့ခဲ့သောတင်းမောလောင်နီးနီးဖြစ်နေသည့် PBO ဖြစ်သည်လွတ်လပ်ရေးရခြင်းတွင် PBO ၏ထောက်ခံသူအင်အားမှာ တသိန်းနဲ့ရှစ်သိန်းကြားရှိသည်ဟုခံမှန်းကြတော့လေဂိမ်းအငယ်ကသာပိုး၍တိကျသည်ဟုများအားဖြင့်ယူဆကြပါသည်မူလကဤစစ်ပြန်ကြီးများနဲ့တထောင်ခံကိုပလိနှင့်စစ်တပ်များအတွင်သို့တွတ်သွင်းရန်အောက်ဆန်းကဤရွယ်ထားခဲ့ပါသည်ဤစစ်သည်တို့ကိုလည်းရမည်ပြန်လည်ဝေချမ်းရင်းနှင့်တမဝါရမလည်းရများထူထောင်ခြင်းစီမံကိန်းများအားဖြင့်ရက်သားဘဝသို့ပြန်လာရေးကူညီမည်ဖြစ်သည်သို့သော သူလောက်ကြံခံရပြီးနောက်ပိုင်း PPO ခေါင်းဆောင်တို့ကသူတို့၏ရန်တပ်ဖွဲ့စည်းပုံတိုင်းဆက်လက်ရပ်တည်ရန်ပြင်းထန်တောင်းဆိုခဲ့ပြီးမြို့သားနိုင်ငံ၏ပါတီတရား၏ဇယိုက်လက္ခဏာကိုတိုး၍တိုး၍လှုပ်ဆောင်လာကြသည် PPO သည်ကြေးလက်ဒေသအနှံ့ပြားမှထောက်ခံမှုရရှိခြင်းနှင့်နိုင်ငံကြီးဖွဲ့စည်းကြီးတရားဖြစ်ခြင်းတို့ကြောင့်ဆိုရှယ်လစ်ပါတီအနေထားကိုပကုံးချင်းရှင်လာသည့်အပြင်အထူးသဖြင့် CBB တိုး၍လာနေသောမပြတ်တမ်းဝေဖန်ဆန့်ကျင်မှုများလုပ်နေခြင်းကြောင့်ဖာဇာပါလာ၏ညွန့်ပေါင်းစုရတွင်လင်းမြန်စွာပင်ရေးပါသောစိတ်ပိုင်းဖြစ်လာသည် လွတ်တော်မဲ့255နေရာနဲ့ PVO က54နေရာရွေးခရသည့်အပြင်ဘိုးဘိုးကွန်းဘိုးစိန်မန်နှင့်ဘုံမှုအောင်တို့ကိုဥနုဇိုရဖွင့်၌ခန့်အပ်သည်ဒေသအတော်များများတွင် PVO တို့ကပင်ရွေးကောက်ပွဲကိုချက်မှတ်ပေးခဲ့သည်ဖြစ်သည်တို့ဖြစ်နေခြင်းကြောင့် CPB နှင့် Socialist Party နှုတ်စလုံးက PVO ကိုသူတို့ဖက်ပါလာအောင်ကြိုးစားကြသည် Socialist Party ကပြမဆုံးဈေးခေါ်လိုက်သည်1949ခုအောက်တိုဘာတွင် ၎င်းက PPO ခေါင်းဆောင်များနဲ့မူအားဖြင့်သဘောတူလာသည်မှာ Marx ဝါဒီအဖွဲ့ချုပ်အမည်ဖြင့်ညွန့်ပေါင်းပါတီတရက်ကိုပူပေါင်းတည်ထောင်ရန်ဖြစ်သည်သဘောတူညီချက်အရလွတ်လပ်ရေးရရပြီးခြင်း PPO တို့ကသူတို့အဖွဲ့ကိုဖျက်သိမ်းရမည်ဖြစ်သည်သို့သောလွတ်လပ်ရေးနှင့်တခုပြီးတခုကျော်လွန်သွားတော့လဲ PPO ခံခေါင်းဆောင်တို့သည်သူတို့၏မျက်မြင်ထင်ရှားဆုံးဖြစ်သည့်အာဏာရေးမြင့်များကိုဆွတ်လွန်ရန်တွန့်တိုလျက်လက်နက်များကိုပြန်လည်အံ့နှံ့ခြင်းမပြုကြချေ။ဤဖြစ်ရသည့်1952နှစ်များတခြားလုံး ဗဟိုအစိုးရသည်ရန်တပ်ဖွဲ့ဖွဲ့စည်းခြင်းများနှင့်စစ်ပင်ဝါဒတို့နှင့်ပြဿနာများကြုံရတော်မူဖြစ်ကြောင်းပထမဆုံးပြတ်သားစွာအသိပေးလာခြင်းဖြစ်သည်ဇန်နဝါရီလအကုန်တွင်အခြားအလားတူညွန့်ပေါင်းပါတီဖြစ်သည့်အောင်ဆန်းအဖွဲ့ချုပ်အောင်ဆန်းလိဖွဲ့စည်းရေးစီစဉ်မှလည်း PPO ခေါင်းဆောင်များကပင်သူတို့၏ဖွဲ့ချုပ်ကိုဖျက်သိမ်းရန်ညှင်းဆန်းခြင်းကြောင့်ပြတ်သွားပြန်သည်စစ်စစ်အပြင် PPO သည်ရင်းဤခေါင်းဆောင်များအတွက်ကိုပိုင်ကပိုက်ဆောင်တက်များပေသည် ဤစင်းတို့ရောက်တွင်ပြည်ပြည်မှအဓိကဖွဲ့နှဖွဲ့ထွက်ပေါ်လာသည်။ဗိုလ်ကြီးသောအဖွဲ့ကိုထူခြားသည့်လက်မောင်းပတ်ကြောင့်ရဲဘော်ဗျူဟုခေါ်တွင်လာသည်။ကွန်မြူနစ်ဖက်ရဲသူများဖြစ်ပြီးရဲဘော်သုံးကျိတ်ဝင်ဗိုလ်လာရောင်နှင့်ပိုဖိုကွန်တို့ဦးဆောင်သည့်ဒုတိယဖွဲ့ကိုရဲဘော်သုံးကျိတ်ဝင်တူဦးဝင်ဖြစ်သောဗိုလ်မှူးအောင်ကဦးဆောင်ပြီးဆိုရှယ်လစ်ပါတီနှင့်ပိုရွေးနှိစက်သူများဖြစ်၍ရဲဘော်ဝါဟုခေါ်တွင်လာကြပါသည်။ဤသို့ရေဘူးရအပြင်လက်ဝဲရဲသူများဖြစ်ကြ၍ PBO တို့ကိုတခါတရံ၌ကွန်မြူနစ်စင်းဟုခေါ်ကြလေသည်။ မလကုံက CBB ကိုစားဂျာဝင်ဆောင်ရွက်ခဲ့ပြီးနောက်မလစာပိုင်းတိုင်း CBB နဲ့စေစံညှိနှိုင်းမှုပြုလုပ်ရေးလမ်းဖွင့်ပေးရန်ဝန်ကြီးချုပ်ဦးနုအားထပ်မံတောင်းဆိုပြန်သည်ဤတောင်းဆိုချက်ကြောင့်ပင်ဦးနုဤလက်ဝဲညီညွတ်ရေးလုပ်ငန်းစဉ်15ရပ်ကိုအလင်းမြန်ချမှတ်ရတော့သည်ဤစီစဉ်များသည့် PPO ကိုပြန်လည်တင်းသွင်းနိုင်ရန်နှင့်ကွန်မြူနတီကိုနှစ်ဖက်ညံ့တိုင်ရန်အတွက်မူလပထမဂျိုးပန်းချက်ဖြစ်ကြောင်းဦးနုကဝန်ခံပါသည်၎င်းလုပ်ငန်းစဉ်သည်1950နှစ်များတခြားလုံးဤကာလများစုတွင်က ဘာသာပါလာအစိုးရ၏သဘောထားကိုလည်းချမှတ်ပေးသည်1952တွင်တင်ပြသောလုပ်ငန်းစဉ်ပထမမူကြမ်းတွင်ပြည်တော်သားစီမံကိန်းအဖြစ်မြန်မာပြည်၏နာဂတ်ပုံသဏ္ဍာန်ကိုတွင်မြင်ရသည်မြေယာနှင့်လဝက်ကြီးရုပ်နိုင်ငံခြားကုံတော်၏အကျိုးစီးပွားရှိသည့်များကိုနိုင်ငံပိုင်ပြုလုပ်မည်ဆိုရအုပ်ချုပ်ရေးကိုဒီမိုကရေစီနည်းလမ်းကျစေမည်၎င်းအပြင်မြန်မာနိုင်ငံလွတ်လပ်ရေးကိုထိပါစေမည်နိုင်ငံခြားအကူအညီတို့ကိုညှင့်ပယ်မည်ဖြစ်သည်တချိန်ထဲမှာဝင်ကျန်းမာရေးပညာရေးနှင့် ူမှုဖူလုံရေးစီမံကိန်းများကိုလည်းချမှတ်လှုပ်ဆောင်မည်ဖြစ်သည်အငင်းပွားပွဲအဖြစ်ဆုံးချက်မှာနောက်ဆုံးအမှတ်စဉ်15အချက်ဖြစ်သည်ယင်းချက်ကအဆိုပြုထားသည်မှာ Mars Angel Lenin Stalin Mosidon Tito Dimitro နှင့်အခြား Marx ဝါဒီတာဝကကြီးများဤစာပေတို့ကိုဖြန့်ချိရန်အတွက် Socialist Communist တို့နှင့် PPO တို့ပူးပေါင်းလျက် Marx ဝါဒီဖွဲ့ချုပ်ကိုဖွဲ့စည်းရန်ဖြစ်သည်ဤသို့ကိုပြည်တွင်းနှင့်ပြည်ပါတို့မှများစွာဝေဖန်လျက်ရှိကြရာ ဗြိတိချနှင့်အမေရိကန်သတင်းဌာနများကဥနုကွန်မြူနီဝါဒဘက်ရင်းသွားပြီဟုဆွတ်ဆွဲသည် ထိုချက်ကိုလင်းမြန်စွာပြန်ဖြုတ်လိုက်ရ၏နောက်ပိုင်းတွင်ထိုမှုနှင့်ပတ်သက်၍ဆိုရမှတ်တမ်းမှတ်ရာများအတွင်ပင်မတွေ့ရတော့ဘဲ14ချက်မှုဖြစ်သာရည်ညွှန်းခံရတော့သည် PBO နှင့်ကွန်မြူနီများကလည်းသဘောကျကြသည်မဟုတ်ပါရဲဘော်ဗျူရိုက CBB နှင့်အတူဇဝဲဝိုင်းငင်းချမ်းရေးဆွေးနွေးပွဲလုပ်ရန်တောင်းဆိုသည် ထိုဆွေးနွေးပွဲတွင်ကွန်မြူနီတို့ကို PPO နဲ့ဖားစာပါလာတို့နဲ့တန်းတူအဖြစ်သဘောထားရမည်ဖြစ်သည်သို့သော် CPB ကစိုးရဖွဲ့မှလက်ရှိကောင်းဆောင်များနဲ့မဆွေးနွေးနိုင်ဟုပေးချသည်ထိုအခါကဥနုကလည်းမိသည့်ပုံငယ်ဆဲအုပ်စုနှင့်မြဆေးဆက်ညှိနှိုင်းခြင်းပြပြနိုင်ဟုအခိုင်အမာရပ်တည်သည်ထိုစဉ်မှစ၍နှစ်များစွာလွန်မြောက်ခဲ့သည့်ကာလတစ်ချောင်းလုံးစိုးရအားလုံးကရင်းရက်တီချက်ကိုထိန်းသိမ်းထားခဲ့သည်နောက်ဆုံးနိုင်စွန်လလက်ခံတွင်ပြဿနာတို့သည်အမြင့်ဆုံးဆင့်သို့ရောက်သွားသည်တိုင်းပြည်ရဲ့နေမသက်ဆိုင်သောအုပ်စုများကြားရန်ကျွင်းရန်စာများကြောင့်စိုးရအတွက် လွန်စာကောင်းခဲနေကြရသည်ဖြစ်ရာဥနုကအခိုက်အတန့်မျှနှုတ်ထွက်သည်ဒုတိယဝန်ကြီးချုပ်ဘူလက်ရာနိုင်ငံသား၏ဝန်ကြီးဦးတင်ထွန်းနှင့်ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌဦးကိုကိုကြီးတို့အားလုံးကက်ဘိနက်မှနှုတ်ထွက်ကြသည်တို့ပြည့်၍စစ်ပြေလာတော့မည့်အရေးအတွက်ဖြေရှားရန်လက်ဝဲညီညွတ်ရေးကောင်စီရေးပေါ်စီဝေးကိုရန်ကုန်၌ခေါ်ယူလိုက်သည်စီဝေးတို့တက်ရောက်လာသူများတွင်တိကျကြသူများအားလုံးပါသည်၎င်းတို့မှာဆိုရှယ်လစ်ပါတီ PBO နှင့်စစ်တပ်ကောင်ဆောင်များ ဖြစ်သည့်ဘိုးချုပ်နေဝင်ဘိုးစရာနှင့်ဘိုးရက်ထွတ် CBB နှင့်အတူတောခွန်ရညင်းဆန်ခဲ့သောတင်ကွဲကွန်ပျူတာနှင့်တင်ဖင်မြင့် CBB ဘိုးကော်မတီဝင်ဘိုးသိန်းနှင့်အလုံသမားသမတ်ကကောင်းဆောင်ရဲဘော်၃ချိန်ဝင်ဘိုးရန်အောင်နှင့်အလန်နီဤစစ်ဦးစီးဘိုးဘောင်မင်းတို့ဖြစ်သည့်နောက်ဆုံးသုံးဦးမှာအထူးခြားခြားထောင်မှလွတ်ပေးခြင်းခံရသူများဖြစ်သည့်ဖြစ်အံဆဲဆဲကရင်တို့ဤ ုံကြပုံကံမှုအလားအလာပါဝင်အလွန်ကျယ်ပြန့်စွာဆွေးနွေးမှုများပြုလုပ်ပြီးနောက်မျိုးသားစည်းလုံးညီညွတ်ရေးနာခတ်အတွက်ခြေကံဖြင့်အချက်၃ချက်ကိုနောက်ဆုံး၌သဘောတူနိုင်ခဲ့သည်၎င်းတို့မှာ၁၅ချက်မူကိုလက်ခံရန် Socialist Party PPO နှင့် CPP နှစ်ဖွဲ့လုံးတို့ပါဝင်သောလက်ဝဲညွန်ပေါင်းအစိုးရဖွဲ့စည်းရန်နှင့်လူမျိုးခွဲခြားမှုကင်းစင်သောစည်းလုံးသည့်ဗမာတပ်မတော်ဖြစ်လာရန်တို့ဖြစ်သည်စီဝေးပြီးသော ဘိုးသိန်းနိုင်နေဘိုးရန်အောင်တို့ကို CPB တော်တွင်ဌာနချုပ်တို့ဆင်လို့၍တခင်တန်းတို့နှင့် CPB ခေါင်းဆောင်တို့ထံအဆိုပြုချက်များကိုလက်ဆင့်ကမ်းပေးစေသည်။ဝေါမင်းကိုထောင်မှလွတ်ပေးခဲ့တော်လည်းနောက်ပိုင်းတွင်အလံဖြူ CPB နှင့်ပူးပေါင်းသည်။ငင်းချဲ၏လုပ်ငန်းစဉ်ကအိမြအထိတာခီးပောက်ခဲ့သည်။ဆိုရဖွဲ့တဲ့သူ CPB ဝင်ခွင့်ရလာစေရင်းနှင့် စစ်တပ်ကဆောင်မုန်းနဲ့ပတ်သက်၍အသည့်ဖြစ်ပွားလာသောအငင်းပွားမှုရေတို့အတွက်တခုခုဆောင်ရွက်ရန်ဥနုနှောင့်နှေးနေခဲ့သည်ထို့အတွက် CBB နှင့်ဇိုးရတပ်တို့၏တိုက်ပွဲများတွင်ပိတ်မိနေသည့်သွေးကြောင်နေသောရဲဘော်ဗျူ PB တို့သည်စစ်တပ်ဘက်သို့စတင်၍တနက်ပြောင်းလှည့်လာသည်ဇူလိုင်28တွင်ဗိုလ်ဖိုးကုန်းနှင့်ဗိုလ်လာရောင်တို့ကကျန်နေသေးသောရဲဘော်ဗျူထောက်ခံသူများကိုတောက်ကိုရန်မိန်ပေးသည်သူတို့နှင့်အတူလက်နက်မဲ့လိုက်ပါသွားသူခန့်မှန်းကြီးလူ၄000ဖြစ်လျာ PBO ၏ပင်မတိုက်ခိုက်ရေးအင်အားစု၏60ရာခိုင်နှုန်းဖြစ်သည် တန်းပြီဒေါ်လာတွင်မြဲတမ်းမဟုတ်သော PBO တက်သားထောင်းနှင်းချီ၍စိတ်တူကိုယ်တူလိုက်ပါတော့ကိုကြသည်ယင်းကိစ္စကိုဖတ်စားပါလာဆိုရကနောက်ကျောကိုဓာတ်နှင့်ထိုးခြင်းဖြင့်ဆွဆွဲလေသည်ဆိုရဤဒုက္ခများကဤဒီမှာပင်ရက်တက်မသွားခြင်း PBO ဘက်ပြောင်းသွားခြင်းသည် ပြည်တော်စုစစ်ရဲတပ် UMP နှင့် PBO တို့ကဲ့သို့ပင်ဥအောင်ဆန်းကြဆုံးမိနောက်ပိုင်းပြဿနာများအကြားလမ်းလျှောက်နေခဲ့သည့်အပြန်တင်စားဗမာတပ်မတော်တို့ထဲမှာ ကွန်မြူနီထောက်ခံသူတို့၏ပုံကံမှုများဆက်တိုက်ပေါ်လာစေရန်အစပြုလိုက်ပါသည်ဂျွန်လလဲတွင်အမတ်ချဘာမာရိုင်ဖယ်တိုင်ရင်ကြီးမှတိုင်ရင်တရင်သည်ဘကုတ်ခရိုင်တွင်ကွန်မြူနီဖက်သို့ကူးပြောင်းသွားခဲ့သည်နီးကပ်စွာရှေ့နောက်ဆင်းလျက်1948ဩဂုတ်9ရက်နေ့တို့တွင်တင်းမြို့တွင်တပ်ဆွဲထားသောအမတ်တင်ဘာမာရိုင်ဖယ်နှင့်မင်္ဂလာတုံမှအမတ်တုံဘာမာရိုင်ဖယ်တို့သည်၎င်းတို့နှင့်ပူးပေါင်းသွားသည်သူတို့ရဲ့စီဦးစီးမှုများဖြစ်ကြသောဘိုစီရနှင့်ဘိုရဲထွတ်တို့နှစ်ဦးစလုံးကလည်းရဲဘော်သုံးချက်ဝင်များဖြစ်ပြီးကာကွယ်ဦးစီးချုပ် ကင်းလူမျိုးဘိုဂျော့စမစ်တို့နဲ့သူ၏ဒုတိယကာချုပ်နေဝင်းတို့၏နောက်တွင်စစ်တပ်ဝါစင်အားကက်လျက်တည်နေသူများဖြစ်သည်တောမခုံမီကလေးတွင်ဘိုစီရသည်နေဝင်းစာသူအားကာကွယ်ဝင်ကြီးခန့်အပ်ရေးတောင်းဆိုရန်စမစ်တို့၏ထောက်ခံချက်နှင့်အတူဖြစ်ဟန်ရှိ၍ဥနုအားချင်းကပ်ခဲ့လေသည် ဘိုသက်တွန်းဘိုးစိုးအောင်နှင့်ဘိုးစိန်တင်တို့ကဲ့သို့သောဝိုင်းရင်စစ်အရာရှိများပင်ပါဝင်လာသည့်ဤဖက်ပြမှုများသည်အံ့ဩဖွယ်သက်ရောက်မှုရှိပါသည်သူတို့သည် CBB ရှေ့လာလာတို့တွင်အဓိကကျသောပြန်လည်အာသစ်လာမှုကိုစတင်ပေးခဲ့သူများဖြစ်ပြီး1952များစောပိုင်းကာလတွင် CBB စီရင်မာဗျူဟာချမှတ်ရာတွင်တော်ချက်ပိတုကများဖြစ်လာသည်အမတ်တစ်ဘာမာရိုင်ဖယ်သည်ချက်ချင်းပင်ရန်ကုန်သို့အသွားလမ်းမကြီး၌ထိုးစစ်ဆင်နွှဲတော်လဲလက်ရန်နီတွင် ဇိုးရဘော်တစ္စာစောင့်တိဇက်တပ်ဖွဲ့များ၏ထွန်းကိုတိုက်ခတ်မှုကြောင့်ရပ်တန့်သွားသည်ထိုချိန်တွင်၌မတ်တုံဘာမရိုင်ဖယ်သည် လေကြောင်းတိုက်ခတ်မှုများကတလန်းလုံးအနောက်ဆက်ပြီးသည်ဖြင့်အမတ်၁ဘာမရိုင်ဖယ်နှင့်ပူးပေါင်းရန်မြောက်ဖက်သို့ခြေတက်သည်လာမည့်လများတွင်စစ်တပ်၏ပြိုင်ဘက်မရှိဝင်းဟင်ကိုစုမိုးထားနိုင်မှုသည်ဇိုးရဆက်လက်ရှင်သန်ရေးအတွက်ဗရာနာကြကြောင်းပေါ်လွင်လာပါမည်သို့သောပုံကံသောတန်ရေးကြီးနှစ်ခုစလုံးသည်နောက်ဆုံးတွင်ပြည်မျိုးနာပြန်လည်စုစည်းမိသွားပြီးထိုနေရာမှာပင်တော်လန်သောဘာမတပ်မတော် Revolutionary Burma Army RBA အမည်ဖြင့်တပ်ဖွဲ့သည့်အဖြစ်ယာယီပြန်လည်ဖွဲ့စည်းသည်တို့ဖြစ်၍လွတ်လပ်ရပြီးရှစ်လတွင်1948ဩဂုတ်လတွင်ချင်းနီကလုံးဝဗျမ်းပဒါဖြစ်နေတော့သည်ရခိုင်ပြည်နယ်ရှိဒေသအများစုသည် LNI အလံဖြူ PVO UNP ရခိုင်နှင့်မူဂျာဟစ်ဟူသောမျိုးမျိုးသောတပ်ဖွဲ့များလက်တွင်ကြာရောက်နေသည်ယမဲသည်နှင့်ပြည်မျိုးတို့ကဲ့သို့သောမဟာဗျူဟာကြသည့်မြို့များပါဝင်မြန်မာနိုင်ငံလယ်ပိုင်းနှင့်အောက်ပိုင်းရှိကျယ်ပြန့်လာသည့်နယ်မြေများမှမူ CPP သို့မဟုတ် PVO ၏ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသည် တိုက်ခိုက်မှုများသည့်ရန်ကုန်မြို့စင်ကြေဘုံနေရာများသို့ဆက်ရောက်လာပါပြီ။နိုင်ငံတော်ဝန်ရှိရဲစခန်300တက်ခုနှင့်88ခုတို့သည်တပုံလက်တွင်ကြောက်သွားကြောင်းတင်ရရှိပြီးတောနယ်ပိုင်းတွင်မူတင်းမောနေရထားလိုက်များလောဝန်ဒီပါပြည့်စွက်မှုရပ်တန့်သွားသည်ဤ၍ဤများနှင့်မလုံလောက်သေးသည့်အလားအခုလတွင်၌ဆိုးရအတွက်ပို၍၆ချားတုံးလုံးစရာများပေါ်ပေါက်လာပြန်သည်ဂရင်းနီပြည်နယ်တွင်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက်စက်တင်ဘာလအစပိုင်းတွင်လင်းများစွာလိုက်ပါဖြစ်ပွားလာသည်တို့မှာ ကင်းနှင့်မွန်တိုင်းသားမျိုးသားရေးဝါတွေတို့ကတောင်ပိုင်းမြို့ကြီးများဖြစ်သောမော်လမြိုင်နှင့်တထုံတို့ကိုသိမ့်ပိုက်လာခြင်းဖြစ်ပြီးသူတို့၏စီရဲအင်အားကြီးထွားလာနေကြောင်းပထမအကြိမ်အသိပေးလိုက်ခြင်းလည်းဖြစ်သည်ဖြစ်ပွားလာတော်မူတိုင်းသားတော်လှန်ရေးများအရဆင်ကျင်သောကန်ဆက်စရာကြီးလက်ခွက်ကိုတွေ့မြင်နိုင်ပါသည် လိုင်းလေထန်လာသောဤလာများအတွင်၌ဆိုးရွားကိုကန်တင်ခဲ့သည်မှာဆက်လက်တည်ဆာဆောင်သောဗမာတပ်မတော်တွင်မှချင်းကချင်နှင့်ကရင်တိုင်းကြီးများအထူးသဖြင့်ကချင်နှင့်ကရင်တိုင်းကြီးများမှတိုင်ရင်းချောင်ရင်ဖြစ်ပြီးရင်းနှုတ်နယ်လေးရင်မှာ1949နှစ်ဥပောင်းတွင်တော်လန်ရေးထဲသို့ဝင်ရောက်သွားပါသည်လွတ်လပ်ရေးအခါသမယ၌ယင်းဤချစ်တည်မှုပြရောက်ဖြင့်ကရင်လူမျိုးရာရှိဗိုလ်ချုပ်စမစ်တွန်အားဗမာတပ်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်လကောက်နောက်ထပ်ကရင်တူဦးဖြစ်သော ဆောရှိရှိုအားဒုတိယကာကွယ်ရေးဦးစီးချုပ်လေးဖြစ်၎င်းခန့်အပ်ခဲ့ခြင်းမှာအစိုးရ၏ဩဇာအောင်း၌လူနည်းစုတိုင်းသားတို့ဆက်လက်တည်ဆောက်ရှိမှုတည်ကြစေရေးအတွက်များစွာထည့်ရောက်သောဆောင်ရွက်ချက်ဖြစ်သည်။ ကရင်နှင့်ကချင်တနက်ကန်တိုင်းရင်းကြီးများကပြည်တရက်မျိုးနှင့်ပြင်မနာနယ်အများစုကို CBB ထံမှပြန်လည်တင်ယူသည်1948ခုနှစ်၏ဒုတိယနှစ်ဝယ်အတွင်းမြန်မာပြည်အလဲပိုင်းမာဗျူဟာမြောက်ဒေသအတွင်းအပြင်းထန်တိုက်ခိုက်ခဲ့ရခြင်းဖြစ်လျာထိုချိန်တွင်း၌ဇိုးရဖို့ပြိုကွဲလာနေသောမိမိစင်ရကိုပြန်လည်စုယုံရန်နှင့်မကြမီပေါ်ပလာခြင်းအရာပို့ရပင်ရေးပါကောင်းပါလျက်ဖြစ်ပွားလာမည် KNU နှင့်စစ်ပွဲအတွက်လူဝယ်ပြင်ဆင်ရန်အတွက်အချိန်ရသွားသည်လူမျိုးရေးတင်မှမူ ခရင်တော်လန်ရဲ့ဤနောက်ခံမြင်ခွင်ရန်ကုန်မြို့တွင်လူတို့၏အာယုံက CBB နှင့်ဥတုဤတည်ငြိမ်မှုမရှိသည့်ညွတ်မောင်းဆိုးရရနှင့်စင်နှင်းများပြောင်းလဲနေသည့်အခြေအနေတို့ပေါ်တွင်သာဆူးဆိုင်ကြရောက်နေခဲ့သည်။သို့တော်လွတ်လပ်ရလာခြင်းသည်ယူဆတရက်ကိုဖျက်ခနဲလွင့်မြောက်သွားစေခဲ့သည်။ထိုယူဆမှာကီမျိုးသားအစည်းအရုံး KNU သည်ဗီဒီချာတို့၏စိတ်ဆော်မှုဖြင့်ဖန်တီးထားချက်ဖြစ်၍၎င်းတို့ထွက်ခွာသွားသည်နှင့်မိမ့်မိန်ပြောက်ွယ်သွားမည်ဟုရဖြစ်ပြီး ထိုချိန်တိုင်အောင်ဗမာတိုင်းသားတို့ကြားဆက်လက်ကင်ဆွဲထားတဲ့အယူဆလည်းဖြစ်သည် KNU သည်ထာကွာ40ကုန်ဖွဲ့စည်းပုံရပေးထားသောကင်ပီနယ်ကိုဘယ်သောအခါကမှလက်ခံခဲ့သည်မဟုတ်ပေများမကြာမီထာကွာ40ရှိဖယ်ရီ3ရက်နေတွင် KNU ဥက္ကဋ္ဌအာစပိုတက်ကတို့အတွက်ဥပဒေကြိုးဆောင်စောပါဦးကြီးကဥနုထန်စာရေးလျက်ဒုတိယကြိမ်မြောက် KNU ကွန်ဂရက်၏အငင်းပွားစာဖြစ်ခဲ့သောအောက်တိုဘာကြော်ညာစာရန်ကိုထပ်မံတင်ပြသည်ထိုစာရန်တွင် မြို့ဝကျွန်းပေါ်၌ ကရင်ပိုင်နဲ့နယ်မြေများတောင်းဆိုချက်ပါဝင်ပြီးစိုးရီသဘောတူညီချက်ကိုပြန်ကြားပေးရန်နောက်ဆုံးရက်ကိုအချိန်တလအတွင်းသာသတ်မှတ်ထားသည်တောင်းဆိုချက်ကိုကျောထောင်နောက်ခံပေးရန်အတွက် ဖေဖော်ဝါရီကရင်ညူဤစီယုံလုံဆောင်မှုဖြင့်ဆန္ဒပြပွဲပြုလို့ရာစိုးရီကဆန္ဒထုတ်ပေါ်ခြင်းများကိုတားဆီးရန်ကြိုးပမ်းသည့်အနေဖြင့်လမ်းများရင်သွားလာများကိုပိတ်ဆို့ရပ်တန့်စေခဲ့သည်သို့သော် ကင်းကောင်းဆောင်တို့၏ဆိုရနိုင်ငံတော်ဝန်ရှိတာစင်ချီသောမြို့များရွာများမှ KNU ထောက်ခံသူလူထုအင်အားလေးသိန်းမြပင်လမ်းမပေါ်ရောက်လာခဲ့ပါသည်ခြိတက်လာသောလူဒန်းကြီးများဤထိတ်ဆုံးတွင်စံပုံများရေးထိုးထားသည့်နဘူးစည်းစာတန်းကိုကန်ဆောင်လာကြရာထိုချိန်မှစ၍၎င်းစံပုံများသည်ကင်းဒေါ်လန်ရဲ့အထူးကြွေးကြော်တန်လေးရက်ဖြစ်လာခဲ့သည်ထိုစကလုံးတို့သည် KNU ထိန်းချုပ်မှုအောက်ရှိနယ်မြေများအတွင်းမှကြောင်းများအုပ်ချုပ်ရေးအဆောက်အအုံများ၏နယ်ရန်တို့တွင်စီရင်မှုတရဖြစ်တည်ရှိနေဆဲဖြစ်သည် ကင်းပြည်နယ်ချက်ချင်းပေလွတ်လပ်ရေးဗမာတစ်ချက်ကရင်တစ်ချက်ဒန်းတူညီများရေးလူအဖွဲ့အစည်းတွင်ပဋိပက္ခအလိုမရှိမျိုးသားစည်းလုံးညီညွတ်ရေးပြည်တွင်းစစ်လိုမရှိငြိမ်းချမ်းရေးဦးနုကတရားဝင်ပြန်ကြားမှုမပြုတော့လဲထိုဆန္ဒထုတ်ဖော်ဝဲသည့် KNU တိုးပါလာနေသောစီအိုရေးဆွေးရင်ကိုဖားစာပါလာကဝန်ခံအတိအမှန်မပြုဘဲမနေနိုင်အောင်တွန်းအားပေးခဲ့ပါသည်မတ်လအစောပိုင်းနှစ်များတွင်ဦးနုသည်ကရင်ရေးရာဝန်ကြီးစောစံဖို့တင်နေ ာလီမန်ရွေးကောက်ခံထားရသောခင်လူငယ်စည်းရုံးကောင်းဆောင်များနှင့်စည်းဝေးများဆက်တိုက်လုပ်ခဲ့သည်ပြီးသည့်နောက်၎င်းတို့အားနောက်ဖက်ပိုင်းခက်ဝဲဝဲသို့တွန်းထုတ်ထားလိုက်လေသည်ဥနုသည်ယခုအခါစောပါဦးကြီးနှင့် KNU ဦးစည်းဘွက်ကိုတွေ့ဆုံရန်ကမ်းလှမ်းလာပြီဖြစ်သည်စည်းဝေးမတာမီတက်တရာချင်း KNU ကွန်ကရက်ကိုတက်ရောက်ရန်အတွက်အောက်မြန်မာပြည်မှ90ရာစုသည်ရန်ကုန်မြို့သို့မတ်လ3ရက်နေ့တွင်စုရုံရောက်ရှိလာသည်ဖာစာပါလာအားတွေ့ဆုံရင်ပေါ်သောရာကွဲလက်မှုရှိခဲ့သည်ကိုယ်စားလှယ်များစုက ဥနုဖိတ်ခေါ်ချက်ကိုလက်မခံရန်ပြောကြသည်ကွန်ကရစ်သို့ပြောသောမိန့်ခွန်းတွင်စောပါဦးကြီးကိုယ်တိုင်ကသူတို့၏တောင်းဆိုချက်များကိုဆိုရကလက်လျောနိုင်ဖွယ်မရှိကြောင်းသတိပေးပါသည်ပေတက်ကကြီးကျယ်ဩဘာပေးသောနောက်ထပ်ပြောကြားချက်မှာသူတို့ကပြည့်ရဲ့တုံးရင် ကျုပ်တို့ကလည်းပြည့်ရဲ့တုံးရမှာပဲဒါပေမဲ့ဒီတကားတော့ကျုပ်တို့ကကျုပ်တို့ရဲ့ပြည်ကိုတောင်းတဲ့စကားပြောမှာမဟုတ်ဘူးရဖို့အရေးပဲပြောမှာသို့တော်ဤဆွေးနွေးပွဲများသည် KNU နှင့်ဖဆပလာတို့ကြားသောဒါကွဲလွဲနေမှုကိုပို၍ထင်ရှားလာစေရုံမျှသာရှိသည် ဖွဲ့စည်းပုံအခြေခံဥပဒေဤပုံမှန်180နဲ့181တို့တွင်ကင်းပြည်နယ်ကိုပေးထားပြီးဖြစ်ကြောင်းဥနုကဆိုသည်ဤနယ်မြေများကိုချဲ့ထွေရန် KNU ကအလို့ရှိလျှင်ပါလီမန်သို့ဝင်၍အခြေခံဥပဒေကိုပြင်ဆင်ရမည်ဖြစ်သည်နိုင်ငံအခြေပိုင်းတွင်ပြည်နယ်တစ်ခုနှင့်မြဝကျုံမော်ကင်းများအတွက်တခြားနိုင်ငံရေးခံစားခွင့်ဟူ၍အခွင့်အရေးရှိခြင်းတို့ကြောင့်မမာတို့နှင့်တကြက်တကြက်ချင်းတောင်းဆိုသည့်ထက်များစွာကြော်လွန်ပြီးကင်တို့ကငါမှုပူ၍ရနိုင်ပြီဖြစ်ကြောင်းဥနုကဆိုသည် ကျောင်းပါဦးကြီးကခင်တို့တပည့်ပင်မရသည်ဟုတုံ့ပြန်ပြောဆိုသည်မိသည့်သဘောတူညီချက်များမလားသည်ကျွင်းတဝဲပြီးတွင်ဦးနုကခင်တို့၏တောင်းဆိုချက်ကိုအချင်းချုပ်ထုတ်ပြန်ပြီး KNU တို့သည်ခင်အများစုနေထိုင်ရာဒေသများတွင် စင်ပြိုင်ဆိုးရထူထောင်ရန်ကြိုးပမ်းနေသည်ဟုဆွဆွဲပြောကြသည် KNU ကို ထောက်ခံသူတို့ကတရားမဝင်ကိုင်းဆောင်ထားသည့်လက်နက်များကိုပြန်လည်အံ့နံမှုမပြုသည့်အပြင်မောင်ကိုဈေးကွက်မှဝယ်ယူခြင်းဖြင့် ထောက်ပံ့ရေးပစ္စည်းများတိုးပွားလာအောင်ကြိုးစားနေသည်ကိုအစိုးရကအထောက်အထားများရရှိထားပြီးဖြစ်ကြောင်းဥနုကအခိုင်အမာပင်ပြောဆိုပါသည်ထိုစဉ်အချိန်များမှမတည်ငြိမ်လို့သောဆက်ဆက်အခြေအနေများရဆိုလျှင်ဥနုလေးတန်ရွေးမှားခဲ့ပါသည် ရန်ကုန်ရှိမြန်မာဘာသာဖြင့်ထုတ်ဝေသောသတင်းလောကမှအုပ်စုတစ်ခုကထိုဆွဆွဲခြင်းများကိုဖန်ဆောင်လျက်1948တနင်္လာနေ့တွင်လူအတိုင်းဝိုင်းတွင်တင်းမာမှုများကိုနှုတ်ဆွပေးရာတွင်သွေးထိုးလုံဆော်ရေးခန့်ကဏ္ဍကိုယူခဲ့သည်ဝိုင်းရင် KNU ခေါင်းဆောင်များကပင်လင်ဥနုသည်လူဖွဲ့စည်းတွင်ခန်းစားချက်ပွင့်အန်ထွက်မှုဖြစ်ပေါ်လာနိုင်သည့်အန်ဒီများနှင့်ပတ်သက်၍တတိပေးရန်စူးစမ်းခြင်းများသာဖြစ်နိုင်သည်ဟုယူဆကြပါသည်ထိုမြင်ကိုထောက်ကူပေးသည့်အချက်မှာဆွေးနွေးပွဲပြက်ပြဲသွားတော့လေ ။စောပါဦးကြီးနှင့်ဦးနုတို့သည်ကရင်တို့ထားကြွပုံကံမှု မစတင်မီချိန်ကလေးထိရင်းရင်းနှီးနှီးဆွေးနွေးတိုင်ပင်လျက်ပင်ရှိကြပါသည်။ CBB တော်လှန်ပုံကံမှုနှင့်စစ်တပ် PVO တပ်တွင်းပုံကံမှုများဖြစ်ပွားလာခြင်းသည်မခံခံသောဆွေးနွေးမှုများကိုကြော်လွှားသွားတော်သည်။ဦးနု၏ဆွဆွဆွဲဆွဲပြောစကားများနှင့်ရန်ကုန်စိုးရိမ်တည်တည်တသာပြောညံ့မှုများရှိပင်ရှိညသောလည်းကရင်စစ်သည်တို့သည်ဒုက္ခထူပြောလာသောဤလာများတွင်စစ်တပ်ထံမှ ထိပ်ပန်းစည်းရာရှိများပေါ်အသက်စာဆောင်တည်နေခဲ့ကြသည်ဗမာအများစုပါဝင်သည့် CBB PBO တို့ကိုတိုက်ပွဲဝင်နေခဲ့သောဤကချင်းနှင့်ကရင်စစ်တီတော်တို့၏ဇိုးရအဖွဲ့၏အမိန့်ကိုမလွဲမရှောင်သာနာခံခြင်းများသာဖြစ်သောအောင်မြင်မှုသည်ဒေသခံဗမာလူထုကြီးအတွင်မကျေနပ်မှုကိုနှိုးဆွခဲ့သည့်ဖြင့်လင်းမြန်စွာဆိုးရွားလာနေသောလူမျိုးရေးတင်းမာမှုများကိုထပ်မံတိုးပွားလာစေခြင်းမှာစိတ်မကောင်းစရာဖြစ်သည် KNU သည်လည်းဥနုဆွဆွဲခဲ့သလိုပင် လုံးဝအပြစ်ကင်းသည်တော့မဟုတ်ပါအစွန်ပြားဒေတာမှကင်းရွာများတိုက်ခိုက်ခံရမှုများဖြစ်လာသည်တွင်ဒေတာရင်း KNDO တပ်ဖွဲ့တို့ကစစ်ကာလအတွင်းအစုလိုက်ပြုံးလိုက်အသက်ခံရမှုများထက်မှန်ဖြစ်ပေါ်လာအောင်မြင်ရေးကိုစိုးရိမ်သည်ဟုဆိုလျက်ယာနှင့်ချီသောနေမြင်များနှင့်ကြေးရွာအုပ်ချုပ်ရေးတို့ကိုလက်ပြောင်းယူလိုက်ကြသည်ဤဖြစ်ရသည်မူလခြေခံအပြင်ကုခံကာကွယ်ရေးဆောင်ရွက်ချက်ဖြစ်သည်ဟု KNU စစ်တီဟောင်းများကအခိုင်အမာပြောကြသည် KNDO တို့၏လှုပ်ရှားမှုများကိုရန်ကုန်မြို့ကြီးမနက်မြို့နယ်ဥလူနီလမ်းတိုင်းစီစဉ်ညွှန်ကြားခြင်းဖြစ်သည် ။မီနီယာရှိ KNU ခြံဝင်းတွင်၌လက်ကျင့်သင်တန်းပေးရေးဆွေးနွေးပွဲများကိုဆောင်ရွက်နေသူမှာမိုးပင်မြို့မှအကြောင်းအုပ်ကြီးဟောင်းတူဖြစ်သူ KNU ၏ပထမဆုံးစီဦးကြီးချုပ်မန်ပါဆန်ဖြစ်သည့်စီယုံရဲ့နာမည်နိယတ်ကိုထူထောင်လာရာတွင်စစ်ကြောခေတ်ကပညာအုပ်ဖြစ်ခဲ့သောစောဟန်တာတာမွေအုပ်ချုပ်နေသောမြဝကျွန်းပေါ်နှင့်ရှေ့နေစောဆိုင်ကေအုပ်ချုပ်သောအရှိပိုင်းတို့ဖြစ်သည့်စောဆိုင်ကေသည်1940ခုနေဆက်ဒေတာများစုံစမ်းရေးကော်မရှင်၌ KNU ကိုယ်စားလှယ်ဖြင့်တာဝန်ယူခဲ့သူဖြစ်သည့် ။ကရင်ကျေးရွာနေပါသောနေမြများတွင်စစ်တီရေအတွက်တိုးတက်လာစေရန်စစ်မှုမထမ်းမနေရအမိန့်ကိုကျင့်သုံးသည်။မြဝကျွန်းပေါ်တိုင်းနှင့်အရှေ့ပိုင်းတိုင်းဟုလည်းမှတ်ချက်ပြုပါသည်။ကရင်တနက်ကန်တပ်ရင်းကြီး Grand Rival ထဲမှ KNU ထောက်ခံသူများကလျှို့ဝှက်ဆက်သားလုပ်ငန်းဖွဲ့စည်းတည်ထောင်လျက်လက်နက်ဖြန့်ဝေပေးသည်။အခြားဒေသများတွင်နေမြကန်စစ်ဝင်ထမ်းများက PPO အလန်နီနဲ့ CPP ထောက်ခံသူများကဲ့သို့ဘိုးမအခွင့်အာဏာထက်ကျော်လွန်၍ ှုပ်ရှားကြသည်1948နှစ်လကစ၍တိုးတက်ဖြစ်ပေါ်လာနေခဲ့သောလူ့ဖွဲ့စည်းများကြားတိုက်ခိုက်မှုများအတွက် မြဝကျွန်းပေါ်ရှိတွေ့ဆုံမေးမြန်းခံခဲ့သူအားလုံးလောက်က CPB ကိုတော့၎င်း KNTO ကိုတော့၎င်းအပြစ်မဆိုကြချေတို့ရရင်ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကအချိန်နှင်းရှုပ်ထွေးခဲ့သည့်ဤသူမြန်မာနိုင်ငံလယ်ပိုင်းနှင့်အောက်ပိုင်းတကွင်းလှည့်လည်ချက်စားနေသည့်များစွာသောလက်နက်ကန်အဖွဲ့များကိုခွဲခြားသိနိုင်ရန်တော်ပင်ခက်လာပါသည်စစ်မြေပြင်ဟူ၍တတ်တမ်းပန်မရှိဓမြမှုတို့ကလည်းပေါများပြီးကျွေးရအတွင်ဝင်ရောက်စီးနှင်းမှုနှင့်လူမျိုးရေးအတွင်ဆောင်နေသည်မှာညင်းရွေမရပေ ဘက်အာလုံးတွင်ပြည့်ကိုစီရှိကြသည်မှာတန်တရားဖြစ်ပွဲမရှိပါနာမည်ဆိုးထွက်ဆုံးဓမြကောင်းဆောင်မှာစောစီပလင်းဖြစ်ပြီးသူ၏မိဘများမှာ1940နှစ်ဥပိုင်းက PIA တပ်ဖြတ်ခြင်းကိုခံရသည်ဟုဆိုသည်1948နှစ်လပိုင်းတွင်သူ၏နောက်လိုက်များကသူအားထောင်ထဲမှကယ်ထုတ်လာပြီးနောက်လက်စားချေတိုက်ခိုက်မှုများပြားပြုလုပ်ခဲ့ခြင်းဖြင့်ဖြာပုံခံ၌ရက်ဆက်ကြမ်းကြုတ်စွာမင်းမှုခဲ့သည်ဇိုယားကတရားဝင်ထုတ်ပြန်သောရင်းနှုတ်အောင်ကြားတော်လှန်မှုဖြစ်စဉ်မှတ်တမ်း KNDO ပုံကံမှုတွင်ထိုးဖြားပုံဖြစ်စဉ်တို့မှအများပြားကို KNDO ၏လက်ချက်ဖြင့်ဖော်ပြထားရာရင်းဤတပ်ဖွဲ့ဝင်ဟောင်းများကခါသီးစွာညှင်းပယ်ကြပါသည်ထို့သောမူပင်ငွေတိုက်ကိုစီးနှင်းခဲ့မှုကိုတော့အတိအချပင်ဝန်ခံကြသည်စောဟန်တာတာမွေးအမေရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးငွေသိန်း40ကိုယူဆောင်လျက်ဒေတာတွင်ရှိ KNDO တပ်ဖွဲ့များထံသို့လက်နက်ဝယ်ယူရန်အတွက်ဖြန့်ဝေပေးခဲ့ကြောင်းပြောကြသည် မိသူကိုအပြစ်တင်ရမည်ဖြစ်စေလူဖွဲ့စည်းချင်းချင်းရေကုန်ရေကန်နှွဲကြတော်မည်စစ်ပွဲကြီးအလွန်ဖြစ်နိုင်ခြင်းရှိသောအန်ဒီယက်ကိုဘက်အားလုံးကသဘောပေါက်လာကြပြီဖြစ်သည်ဤဖြစ်စိုးကြီးကိုရှောင်လွှဲနိုင်ရန်ဦးနုနှင့်စောဘဦးကြီးတို့နှစ်ဦးတွဲလျက်မိဘကျွန်းပေါ်အောက်ပိုင်းတခွင်ကိုလက်လည်ခဲ့ကြပြီးဖြာပုံလူမှုစည်းဝေးပွဲတစ်ခုတွင်စောဘဦးကြီးက KNU သည်မိမိတောင်းဆိုချက်များရရှိလာရန်အတွက်ဘယ်ကမှအင်အားသုံးမည်မဟုတ်ကြောင်းကြေညာခဲ့ပါသည်ဆိုရက KNU ကိုဝေဖန်မှုဆက်လက်ထွက်ပေါ်လာနေခဲ့တော့လဲ CPP နဲ့ရဲဘော်ဗျူရိုရန်မှမိမိတို့ကိုယ်ကိုကာကွယ်နိုင်ရန်ဦးနုကဒေသခံ KNDO တော်များများကိုလက်နက်တပ်ဆင်ခွင့်ပေးခဲ့သည်။ဇိုရီနေတာကဆိုရင်ကြောင်းကြွယ်ဖြစ်နေစေဖြစ်လောလောဆယ်တွဲရှိလာသော E2 ကိုတူယုံကြည်မှုအတွက်ပေါလွင်ဆုံးသောတာဒကကိုရန်ကုန်မြို့ဤနောက်တောင်ဘက်အားပြိုင်တိုက်ခိုက်မှုများမှာကင်းလို့သည့်နယ်မြေတွင်တွေ့ရသည်။စမစ်တို့၏မြစ်တာရက်ခံချက်အရာ ဦးလူဤခွင့်ပြုချက်နှင့်အတူ KNDO တပ်များကတွင်တဲကို CBB လက်မှပြန်သိမ်းပေးပြီးရန်ကုန်မြို့ကိုအရာရီမြင့်နှင့်ချိတ်ဆက်ပေးသောအထက်ရေနံဖြစ်သည့်တွင်တဲတူများကိုစောင့်ချက်ပေးရမည်ဖြစ်သည့်ဤတာဝန်ကို KNDO တို့အောင်မြင်စွာပြီးမြောက်ခဲ့ကြတော့လေထိုနေ့ရက်ကာလများတွင်ကရှုပ်ထွေးမှုများကြောင့်ထိုသတင်းကိုထုတ်ပြန်ရ၌တလွဲတကြောပြုမှုကြပြန်သည်ဒို့ဖြစ်ရာရန်ကုန်မြို့တကားဘသို့ဝင်ရောက်နေရာယူလာသည့် KNDO တို့ကိုတွေ့မြင်ရသောဗမာအများပြားတို့ကကင်တို့ဤတော်လန်ရေးစတင်ခဲ့ပြီးဟုယုံကြည်ကြသည် ထိုချိန်တွင်မှာပင်အမေရိကန်ဂရင်းနီပြည်နယ်တွင်မျိုးသားရေးတိုက်ပွဲများစတင်နေခဲ့ပြီးဖြစ်၏ဂရင်းနီကောင်းဆောင်မှုများအတွင်းဘပ်တစ်ကက်သလစ်ခရစ်ယာန်ဂိုင်းကနာပြဿနာများကြောင့်အကွဲအပြဲဖြစ်ပေါ်ခဲ့ပြီးနောက်1948ခုအောက်တိုဘာ9ရက်တွင်ဥပီထူရယ်၏များလည်ကြေးရွာဌာနချုပ်ကို UNPE တာဝန်ကြီးဆက်သုံးကအလေးငါလက်ဦးမှုရယူတိုက်ခိုက်လိုက်သည် ဥပီကိုဖမ်းဆီးသွားပြီးနောက်မကြာမီမှာပင်ရက်ဆက်စွာတပ်ဖြတ်ဖြစ်ရာဒုကိစ္စအတွက်ဂရင်းနီမျိုးသားရေးဝါဒီတို့ကဆိုရကိုဘယ်ခါကမှခွင့်မလွတ်ခဲ့ကြ ဤပြည်ရမှာထွက်ပေါ်လာသောရလမှာပြည်နယ်တွင်နိုင်ငံရေးထောက်ခံမှုနေထားအံ့ဩဝယ်နှစ်ပိုင်းကွဲထွက်သွားခြင်းဖြစ်သည့်ကျေဘိုးကြီးနယ်စော်ဘွားဆက်ရွှေသည်ရာနှင်းချီသောကြည်ရွာသားများကိုဥဆောင်လျက်ကန္နာယဝတီစော်ဘွားဆက်ဝနာဤဖဆာပါလာနောက်ခံပြုအုပ်ချုပ်ရေးကိုလက်နက်ဆွဲကင်ဆန့်ကျင်လာခြင်းကြောင့်ဖြစ်သည့်သူတို့နှစ်ဦးသည်အမှတ်136တပ်ဖွဲ့တွင်တိုက်ဖို့တိုက်ဖက်များဖြစ်ခဲ့ခြင်းမှာကန်တရားဤတရားတော်ပြောချက်ပင်ဖြစ်ပါမည်ဇူယာကချက်ချင်းမင်းစေအုပ်ချုပ်ရေးကိုကျင့်သုံးလိုက်ပြီးဤတော့ခံကောင်ဖွင့်ပြမှုနောက်ကျန်ဒေသမှာအပြင်းထန်တိုက်ခိုက်မှုတည်င်းများကိုလ နည်းငယ်ကြာထိဖုံးဖိထားနိုင်ခဲ့သည်တို့ရရင်ဂရင်းနီ မျိုးသားတိုးတက်ရေးပါတီဆက်ရွှေဤလက်ထောက်ဖြစ်ခဲ့သူစောမော်ရယ်ကဦးဆောင်နေဆဲကဤနှစ်ဤရဲ့ဩဂုတ်လ9ကိုဂရင်းနီမျိုးသားတို့၏ထားကြွတော်လှန်မှုစပြုရာထိမ့်မှန်နေ့ဖြင့်သတ်မှတ်ခြင်းပါဆဲဖြစ်သည်ဂရင်းနီလူလူကြီးကလက်နက်ကင်အင်အားနဲ့ဗမာပြည်ထောင်စုဆိုရစီကနေအာနာလူယူဖို့ကြိုးစားနေကြတယ်ဟုဆိုရဘက်သာတူကရန်ကုန်ရောက်တွင်တည်င်းပို့သည် ဤသို့ချုပ်တွင်နေသောအခြေအနေကိုနောက်ခံပြုလျက်လွတ်လပ်သောကင်းပြည်နယ်တောင်းဆိုချက်အတွက်လလျောမှုတစုံတရာရမလာသေးတဲ့ပြင်စစ်ကိုလိုလားသူကင်းတို့ကသူတို့၏ပထမဆုံးရွှေ့ကွက်ကိုရွှေ့လိုက်သည်စက်တင်ဘာ၁ရက်တွင်စောစန်းကေရင်မင်းဖြင့် KNDO ကင်းရင်စစ်ရဲပူပေါင်းတပ်များကဗမာပြည်တပ်တရအကြီးဆုံးဖြစ်သောမော်လမြမြို့နှင့်တထုံတို့ကို၎င်းရဲအနေငယ်ကြပြီးနောက်ထို့မှမြောက်ဖက်တောင်ပေါ်ဒေသမှာ ရွှေကျင်းနှင့်ကြောက်ကြီးတို့ကို၎င်းသိမ်းပလိုက်သည်နိုင်ရွှေကျင်းနှင့်နိုင်လှမှဥဆောင်သော KNU မွန်မဟာမိတ်နယ်မြေခံတပ်များဖြစ်သည့် MNDO မွန်တပ်ပေါင်းစုကလည်းမော်လမြိုင်ကိုတင်းယူရာတွင်ပါဝင်တိုက်ခိုက်ခဲ့သည်ဤဆောင်ရွက်ချက်သည်တိုင်းပြည်တွင် ဥရေစုံမိုးရေပြိုကွဲနေမှုကိုတုံ့ပြန်လိုက်ခြင်းဖြစ်ဒီမှာထင်ရှားပါသည်သို့တော်ယနေ့ KNU ခေါင်းဆောင်ဟောင်းများ၏ဝန်ခံပြောကြားချက်အရအများကယုံကြည်ထားသည့်အတိုင်းမလွဲမရှောင်သာပေါ်ပေါက်လာရမည်စစ်ပြန်တိုက်ခိုက်ခြင်းမတိုင်မီညံပြင်းစွာဆောင်ရွက်လိုက်သောအသာစီးရယူထားရေးကြိုးပမ်းချက်ဖြစ်ပါသည်ကြိုတင်အတွက်ချက်ထားသောတိုက်ခိုက်မှုအမှန်ပင်ဖြစ်ပါသည်နေနေသားဤတိုင်းတစ်ခုလုံးသည်အောက်မြန်မာနိုင်ငံနှင့်ဆက်သွယ်ပြတ်သွားပြီဖြစ်၏ရှိသမျှလမ်းအခြေဆက်တို့ကို KNU ကထိန်းချုပ်ထားပြီးရင်းဒေသ၏မြောက်ဘက်တထုံနှင့်ပဲခူးချာနေမြေအများစုကို CPB ကထိန်းချ ချုပ်ထားသည်ဖြစ်ရာဗုဒ္ဓမဂွေကိုတင်းမောဖြင့်ဖြတ်တန်းခြင်းဖြင့်သာသွားရောက်နိုင်မှာတော့သည်ထို့သောယခုရွှေကွက်သည်ညီနားချိတ်ဆက်ဆောင်ရွက်မှုညံ့ဖြင့်ချင်း KNU ယခုတိုင်အားနဲ့နေသေးသောဖွဲ့စည်းပုံကိုထင်ဟလျက်ရှိနေသေးသည့်ဖြစ်ရာ၄ရက်မြကြာပြီးနောက်အဓိကရေးပါသောမော်လမြိုင်ပင်လယ်စိတ်ကမ်းကိုပင်လယ်ပြင်မှနေ၍ကမ်းတက်တက်ဆွဲခွင့်ရသာသော MNE ကချင်းတနက်ကင်တိုင်ရင်းကြီးထံသို့ပြန်ပေးလိုက်ရပါသည်။ဝေတိုင်းမှယူဆောင်သွားသောကြက်ငါးသိန်းနှင့်လက်နက်၂၀၀ခန့်ပါသွားရာ ၎င်းတို့ကိုနယ်မြေခံ KNDO နှင့် MNDO တပ်ဖွဲ့များသို့ဖြန့်ဝေပေးခဲ့သည်ဗြိတိရှ်ပါဝင်ပတ်သက်မှုဆွတ်ဆွဲချက်မော်လမြိုင်ကိုတိုက်ခိုက်သိမ်းပိုက်ခြင်းကိုကံတွဲဆောင်ရွက်ပုံသည်မြို့သားရေးကောင်းဆောင်တို့ကြားတော်ပင်ထိခိုက်မခံသည့်ကိစ္စတရားဖြစ်ဆက်လက်တည်ရှိနေခဲ့သည်မော်လမြိုင်ကိုပြန်ပေးလိုက်ခြင်းသည်ဆိုရသောမာဗျူအာမတရားဖြစ်သလိုသို့မဟုတ် KNU သည်ထိုချိန်ကဥရေရေရလုပ်ငန်းစဉ်တိုင်းအလောက်လောက်ရန်စိတ်ဆုံးဖြတ်ထားဆဲဖြစ်သလိုဆိုသည်တို့နှင့်ပတ်သက်၍ဆက်လက်ညှင်းကုန်ဖြစ်ကြသည် ခရီးယန်ကရင်လူမျိုးအသင်းလူကြီးများနဲ့တည်ဥစရာတို့မှာဗြိတိချထုံနှန်းစင်လာများနဲ့လေ့ကျင့်ခံလာရသူများဖြစ်၍တော်လန်ရည်ဒီဟုသောတာဝန်ဝိယုံကြီးစင်မြန်းထားရခြင်း၌တက်တောင့်တတမရှိကြခြင်းသို့သောမိခါရောလီကအခြားပုံမူရည်ကြီးသောရည်ရွယ်ချက်ရှိခဲ့ကြောင်း၎င်းမှာဗြိတိချလူမျိုးထောက်ခံအားပေးသူများထံမှရောက်လာရန်မျှော်လင့်ထားသည့်လက်နက်များတင်ပို့ရန်အတွက် င်လက်စိတ်ကံတစ်ခုကိုတင်ပတ်ထားရဖြစ်ကြောင်းပြောပြသည်မိခါသည်စာဦးကလေးကကရင်တနက်ကိုင်းတရင်ကြီးနှင့်မော်လမြိုင်ကိုတင်ပတ်ရန်မိန့်ပေးသူစောဆိုင်ကေတို့ကိုဆက်သွဲလုပ်ပေးခဲ့သောအဖွဲ့ X အမည်ရှိမြေအောက်ကလစီဖွဲ့ဝင်တဦးဖြစ်သည်ယခုအခါစောသားတွင်ပါဝင်အခြား KNU ကောင်းဆောင်တို့က Easyman ချက်မျိုးရှိခဲ့သည်ကိုမသိခဲ့ရကြောင်းပြောကြသည်စောသားတွင်သည်စောပါဦးကြီးညွန်ကြားချက်အရမြို့ကိုပြန်ပေးရန်စီစဉ်ညှိနှိုင်းခဲ့သူဖြစ်သည် ၎င်းသောတာရင်သည်နိုင်ရွှေချင်းနှင့်ဒူနောက်ပိုင်းတွင်သူ၏ဖြစ်အတွက်အစိုးရကထောင်ချသည်ဤဖြစ်ရမှရယူနိုင်သည်များအပြင်မှာသောဘာဦးကြီးကိုရိုင်းပင်လင်ဤစီမံချက်နှင့်ပတ်သက်၍အပြည့်အစုံမတိရဟု၍ဖြစ်ပြီးထုံမြင်ကိုရောလီကသဘောတူပါသည်ထို့သောဗီဒီရှာတို့၏လျှို့ဝှက်ပူပေါင်းကြံစည်မှုပါဝင်နေပါသည်ဖြစ်စဉ်နှင့်တဆက်တဲထုတ်ပြန်ကြေညာချက်အရသူတို့၏ကြံစည်မှုများသည်လူများယုံကြည်ထားသည့်ထက်တော့များစွာတင်းငယ်ပါသည် ကင်းများနှင့်နေအောင်ပေးစားလိုက်ရသည့်အပြင် KNU သည်မျိုးချစ်စိတ်ကိမ့်မဲ့သောပြည်ထောင်အလို့တော်ကြီးဖြစ်သည်ဟုသောရစ်ဝဲဆွဲထင်နေသည့်ပုံရိပ်ကပုံရိပ်ထင်ရှားလာသည်1940ခုနှစ်ဇွန်လဩဂုတ်လများတွင် တရေးရှင်ရဲ့တမျှအရေးကြီးသောလက်ဝဲစည်းရုံးရေးကောင်စီစီဝေးတရက်ကိုကျင်းပခဲ့ပါသည် CPB နဲ့အစိုးရတို့ကြားတိုက်ခိုက်မှုကိုရပ်တန့်ရန် Socialist Party PPO စစ်တပ်နဲ့ CPB တာဝန်ရှိပုဂ္ဂိုလ်များကအရေးတကြီးဆွေးနွေးနေစမှာပဲမလွဲမရှောင်သာလွန်စွာဖြင့်ကင်တော်လန်ရဲ့ချင်းချောင်လာမှုဘက်သို့ပြောင်းလဲဆွေးနွေးကြရသည်ကိုယ်စားလှယ်တို့၏ရှင်းလင်းတင်ပြချက်များအရ KNU ၏ခွဲထွက်ရေးလှုံ့ဆော်မှုသည်နေချက်သမားညံနေညံနေဖြစ်သည် လာမည့်လနိုင်ငံတွင်၌နေချက်ရင်းရှင်တို့ဗြိတိရှ်အမေရိကန်နှင့်ဗမာတို့ထုတ်သောမြေအကြီးကလက်နက်မှာ KNU နှင့် KNDO ဥဆောင်သည့်ကင်ဒေါ်လာရေးဖြစ်သည်ကင်မျိုးသားလှုပ်ရှားမှု၏နိုင်ငံရေးလိုလားချက်မျှော်မှန်းချက်တို့ကိုမြန်မာနိုင်ငံရှိလက်ဝဲသမားတို့လုံးဝနားလည်နိုင်စွမ်းမရှိခြင်းမှာဤတစ်ချိန်သည်ပထမအဆုံးအချိန်လည်းမဟုတ်နောက်ဆုံးလည်းမဟုတ်ချေတွေးဆထားမိပြီဖြစ်သောဤနေချက်ရင်းရှင်ပူပေါင်းကြံစည်မှုကိုတားဆီးရန် လဝဲညညရေးကိုတောင်းဆိုခြင်းသည်အံ့ဩစရာမရှိသောစိတ်ပျက်စရာကြရှုံးမှုဖြစ်သည်ဗြိတိန်၏လေဘာနှင့်ကွန်ဆာဗေးတစ်အစိုးရဆက်တို့သည်ကင်ဒေါ်လန်၏စတင်ချိန်၌ဗြိတိရှ်စစ်မရှင်ကိုရုတ်သိမ်းမိန့်ထုတ်ပြီးဒီနောက်ပိုင်းထိတိုင်ပင်ဖာဆာဗလာအစိုးရအားလက်နက်များဆက်လက်ထောက်ပံ့ပေးပါသည်လက်ရာဖရီမင်ကာကွယ်ရေးသဘောတူစာချုပ်ကို1954ဇန်နဝါရီရောက်မှသာနီလန်တကြပယ်ဖြတ်ခဲ့ခြင်းဖြစ်သည်မိသောဝင်ဖြစ်စေလဝဲညညရေးညီလာခံအဆုံးဖြတ်ချက်များသည့် ညီလာခံနောက်ပိုင်းအချိန်တို့အတွင်းနာဗြိတိရှာဤလက်နက်ခိုးသွင်းရန်ကြံစည်မှုများသာရှာဖွေတွေ့ရှိခြင်းဖြစ်သည်ကရင်ပြည်ထနာနှင့်ပတ်သက်၍စစ်တပ်နှင့်ဆိုရှယ်လီကောင်းဆောင်များ၏သဘောထားတင်းမာလာမှုကိုအချက်ပြလည်းရှိပြီးထို့အတွက်ပင်1948ခုနှစ်ကုန်မှနှင့်ပြင်းထန်သောတံပြန်ရိုက်ခတ်မှုများကိုဖြစ်ပေါ်လာစေလိမ့်မည်ကြီးစွာ မြန်မာလင်းဆောင်စားနေကြရသောပြည်ထရှားတို့၏ပူပေါင်းကြံစည်မှုအောင်မြင်ခဲ့ပြီဆိုရင်ထိုချိန်ဒီရခုပင်ဖြစ်တို့ရရင်အများကစိုးရင်ထားတဲ့ကဲသူပါဝင်ပတ်သက်သူများမှာပြည်ထရှားစိုးရလည်းမဟုတ်အတိုက်ခံပါတီကွန်ဆာဗေးတီလည်းမဟုတ်ချေသွေးထိုးလုံဆော်သူမှာအမှတ်136တပ်ဖွဲ့ဝင်ဟာလူစွန်စားတူဖြစ်သောဗိုလ်မှူးကြီးခရိုမာတီတာလော့ဖြစ်နေသည့် သူသည်စစ်တွင်ကဒေသခံတော်လှန်ရေးအတွက်စီယုံရေးလုပ်ရန်ဂရီနီတောင်ကုန်းများထဲသို့လေဒီခုံစင်ရောက်ရှိလာသူဖြစ်သည့်စစ်ကြီးပြည်တွင်တားလို့သည့်ဗြိတိန်တို့ပြန်သည့်အခါတွင်ကင်ကိုဇလန်များရောက်ရှိလာသည့်အထိကင်ရေးကိုကိုစားပြုရန်အခွင့်အာဏာအန်နင်းထားသည့်တရားဝင်အသီးမှတ်ပြုလာကို KCO တို့ကပေးအပ်လိုက်ပါသည်။ယနေ့တောင်ပေါ်ဒေသမှမျိုးသားရေးစစ်ဝါဒီများပြားတို့ကတားလို့အားစီစော်သည့်ပါအများကောင်းကြိုးကြီးတတ်တတ်မဟုတ်စစ်တွင်ကသူတစုံတရာ ရှုပ်ဖြစ်နိုင်သည်ဟုရှာဖွေတွေ့ရှိခဲ့ပြီးထို့အတွက်ပြန်လာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုတွေးထင်ကြသည်သူကိုယ်တိုင်ပြုမှုဆောင်ရွက်ချက်ကဤချက်မှန်ကန်ကြောင်းထောက်ခံပြသခဲ့သည်သူသည်တနေ့ပြန်လာမည်ဖြစ်ကြောင်းကြေပြုလျက်ငွေများထည့်ထားသောလက်ဆွဲဤတလုံးကိုအမှတ်136တပ်ဖွဲ့ရန်ပုံငွေလက်ကျန်များဖြစ်နိုင်သည်ကိုကရီနီခေါင်းဆောင်ဆက်ရွှေထန်း၌အံ့နံထားခဲ့သည်ကျေဘိုးကြီးနယ်မှမော်ကြီးရှိရေးကြီးတပ်ထုမှန်တွင်များစီသို့